ယေရှုရဲ့နာမနဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့ Holy Family Cathedral လို့ခေါ်တဲ့မော်လမြိုင်မြို့ကကက်သလစ်တို့ရဲ့ဌာနေမော်လမြိုင်သာသနာရဲ့အပြာကျောင်းတော်ကြီးဖြစ်တဲ့ Holy Family Cathedral ရဲ့ရှုခင်းမြင့်ခွင်းဖြစ်ပါတယ်အဲဒီတော့အပြာကျောင်းတဲ့ကိုကျွန်တော်တို့ဝင်တဲ့အချိန်မှာကြီးမားတဲ့ယေရှုရှင်တို့တော်ပုံကြီးတပုတ်တွေ့ရမှာဖြစ်တယ်အမတန်မှတပည့်ပြီးတော့လာပါပါတယ် အဲ့ဒီရှင်လို့တော့ကြည်ကိုမြင်ပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဘေးနားမှာကန်းလေးမေရဂူလေးကိုလည်းကျွန်တော်တို့တွေ့နေရမှာဖြစ်တယ်။အဲ့ဒီမေရဂူရဲ့တစ်ဖက်တစ်ချက်မှာကြတော့ကျွန်တော်တို့စိန်ပါဒရီပီယိုရဲ့ပုံကိုကျွန်တော်တို့မြင်ရမှာဖြစ်တယ်။ပါဒရီပီယိုရဲ့ပုံရဲ့နောက်ဖက်မှာတော့ကျွန်တော်တို့ကိုမြင်ရတဲ့အတိုင်းမော်လမိန်သန္တနာမှာရှိတဲ့အဖဆရာတော်ဘုရားနဲ့တကွာ ဒီဟန်ဗုဒ္ဓကြီးများသူတို့ဆိုအလိုက်နေရာလိုက်ပေါ်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အဲဒါပြီးတဲ့နောက်မှာဒီဖက်ပေးမှာမောပြီးနဲ့မောသားတို့ရဲ့ဟင်တာရုပ်ကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပြီးတော့အဲဒီကနေတစ်ဆင့်ကျွန်တော်တို့လာမယ်ဆိုရင်ဒီကျောင်းဝင်းရဲ့ဘေးပပလဲကရှိတဲ့ရှုခဲလလေးတွေကျွန်တော်တို့မြင်ရမှာဖြစ်တယ်။အဲဒီရှုခဲလမှာကျတော့သူဆက်စွာဖ ျွန်တော်တို့ရဲ့ကရင်ရိုးရအစီတို့ပြီးကျွန်တော်တို့ဒီပြီးပါတယ်ကျွန်တော်တို့ကြွဲကြူတွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့ရိုးရမြင်ဖြစ်တယ်အဲ့ဒီဖျားเจ้าရဲ့အရှိတတဲမှာကြတော့ကျွန်တော်တို့တွေ့ဒီမှာ Royal Molomay Hotel ဆိုတာကြီးကိုခန်းခန်းနာနာလေးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့သွားမယ်ဆိုရင်တော့ကျွန်တော်တို့တရားဖျားเจ้า ဒီကိတ္တရေဘုရားကြောင့်ကြီးကိုကျွန်တော်တို့လပ်ပစာ တွေ့မြင်ရမှာဖြစ်ပြီး မပြောင်းမလဲပဲနဲ့သူရဲ့အလတရားဟာကျွန်တော်တို့ယခုမြင်ရတဲ့အတိုင်းတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒီဘုရားကြောင့်တော်ကြီးမှာပိစကတဲ့ယဟန်ဖို့တော်ကြီးများစွာရှိသလိုဒီဘက်ဘုရားကြောင့်ပေးမှာတော့မေတော်ကူနဲ့ကျွန်တော်တို့ရဲ့ဟုတ်ကြီးချောင်းထိုက်ဖို့ရေးချောင်းရှိပါတယ်အဲ့ဒီမှာဒီမေတော်ဘုကနဲ့ကျွန်တော်တို့ပြန်ပြီးကြည့်မယ်ဆိုဖျားတော်ဖျားเจ้าတော်ကြီးရဲ့အလတရား ထက်ထဲဝဝလေးကျွန်တော်တို့တွေ့ရမှာဖြစ်ပြီးတော့ဟိုရှေ့မှာလက်တာဝါတိုင်းကိုကျွန်တော်တို့လမ်းမြင်နေရမှာဖြစ်တယ်။အဲ့ဒီမှာကျွန်တော်တို့ဒါကကြတော့အဖျားเจ้าကနေပြီးတော့မှเจ้าတိုင်ဖုန်းကြီးအဆောင်ဖက်ကိုကြည့်တဲ့အချိန်မှာလပ်ပတိတဆိုပြုတ်လုထားတာကိုတွေ့ရမှာဖြစ်တယ်။အဲ့ဒီတော့ဒါကကြတော့ကျွန်တော်တို့ဆရာတော်เจ้าတိုင်ဂျေဘေးက ကိုရောမြတ်ဆောင်ဖြစ်တယ်ဒီကိုရောမြတ်ဆောင်မှာကျွန်တော်တို့ကိုရောမြတ်ဖူးရင်နဲ့ဟိုဘက်ကိုကျွန်တော်တို့လမ်းမြင်နေရတာကတော့ဆရာတော်ရဲ့ကျောင်းတိုင်ဖြစ်တယ်ဆရာတော်ရဲ့ကျောင်းတိုင်ရှင်မလဲလပ်ပစွာဖြစ်အပင်လေးတွေဆိုင်ပြီးတော့မှဆွဲဆောင်မှုအပြည့်နဲ့သူကကြပြဆက်ဆံနဲ့ပုံညောထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆက်လက်ပြီးတော့ဒါကကြတော့ကျွန်တော်တို့ minor seminary ကျောင်းဆောင်ကြီးဖြစ်ပါတယ်။နောက်ယဟန်ဖြစ်လာ ါလေကျွန်တော်တို့ဘေးပတ်ပတ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲလာပါတီသွားစွာနဲ့ဒီအပင်လေးတွေစိတ်ထားပြီးမြေရတူတိုင်းရှုခင်းလေးကလာနေတာဖြစ်တယ်။အဲတော့အဲ့ဒီကနေကျွန်တော်တို့ဒီဆရာတော်ကျောင်းတိုင်းကိုလမ်းကြည့်လိုက်ရင်တိမ်ဝေးပါမြင်နေရမှာဖြစ်တယ်။ဘုရားဆောင်လည်းရှိပါနဲ့ကြည့်ရှုသူအပေါင်းဖျားသခင် ကောင်းချီးပေးပါစေ။